ဇွဲထန့်ရွှေဆိုင်ကလှူတန်းလိုက်တဲ့အလှူငွေကိုမထင်ထားတဲ့နည်းနဲ့တုတ်ပြန်လိုက်တဲ့မိုင်းပုံးဆရာတော်ကြီးအလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကျေးဇူးလိုက်ပါတယ်မိုင်းပုံးဆရာတော်ကြီးကဖူးထွေးဖို့ခက်ခဲပြီးတမောကြီးမတဲ့ဆရာတော်ဖြစ်နမဲကြီးတာပါ မြန်မာနိုင်ငံမှာတမကအရှိတောင်းဝါရှနိုင်ငံတွေအထိလူသိများတဲ့မိုင်းပုံဆရာတော်ကြီးအောင်ငလျင်ဘေးသင့်ပြည်သူတွေကိုလှူဒန်းမှုအတွက်ဧပြီလ16ရက်နေ့မှာတာချီလိတ်ကနေကြွလာခဲ့တာပါတာချီလိတ်ကနေတောင်ကြီးမန္တလေးပြည်ဦးလွင်နေပြည်တော်ရန်ကုန်ထိကြွမှာဖြစ်ကတရားရည်အေးတွေတိုက်ကျွေးနေတာပါမိုင်းပုံဆရာတော်ကြီးကမန္တလေးကိုကြွလာခဲ့ပြီးဖူးထွင်းရဖို့ခက်ခဲတာကြောင့်တက္ကသိုလ်မှတွေကလာရောက်ဖူးမြော်ကြပါတယ် မိုင်ပုံဆရာတော်ကြီးကိုဇွဲထန့်ရွှေဆိုင်ကအလုံငွေ330လှူဒန်းခဲ့ပြီးဆရာတော်ကြီးအားမထင်မထားတဲ့ပုံစံနဲ့တုတ်ပြလိုက်တာပါဇွဲထန့်ရွှေဆိုင်ကတထေးကြီးဦးဆန်းဝင်းနဲ့ဒွန်ဝင်းမာတို့မိသားစုကငွေ330ကုန်ဗန်းလေးထဲမှာထည့်ပြီးတော့ဆရာတော်ကြီးကိုကတ်လှုပ်ခဲ့ပါတယ်ဝင်းနီနဲ့ညီနေထိုင်တဲ့ဆရာတော်ကြီးဖြစ်တာကြောင့်မိုင်ပုံဆရာတော်ကြီးကအလုံငွေတွေကိုလက်နဲ့မထိပဲရတောင်လေးနဲ့ပဲထိလိုက်တာပါဆရာတော်ကြီးရဲ့ကပီးယားကအလုံငွေတွေကိုလက်ခံလိုက်ပြီး330တဲကနေ100သိန်းကိုဇွဲထန့်တထေးကြီးထံပြန်စွန့်ခဲ့တာပါဒါအပြင်အဆောင်လက်ဖွဲ့ ိုးလေးတွေလည်းပေးခဲ့ပြီးဆရာတော်ကြီးက10သိန်းကိုပြန်စွန့်ခဲ့ပါတယ်။ဆရာတော်ကြီးအားလာရောက်လိုတန်းတဲ့ငွေတွေကိုပြန်စွန့်ကျဲလေးရှိပြီးအဲ့ဒီငွေတွေထဲမှာထူးခြားချက်ရှိတယ်လို့ဆိုပါတယ်။သီလသမารီနဲ့ပြည့်စုံတဲ့ဆရာတော်ကြီးဖြစ်တာကြောင့်ဆရာတော်ကြီးပြန်စွန့်လိုက်တဲ့ငွေတွေကိုလုပ်ငန်းအရင်းနှီးတဲ့ထက်ရင်အစာပေါင်းများစွာတိုးပွားလာလေးရှိပြီးလက်တွေ့တိုးပွားလာကြတဲ့သူတွေလည်းရှိတာပါ။ ဆရာတော်ကြီးစွန့်တဲ့ငွေတွေကိုစောင့်ထားရင်လက်ထဲမှာငွေမပြတ်ဝင်နေတာကိုကြုံရသူတွေလည်းရှိပါတယ်။ဆရာတော်ကြီးရဲ့လက်ဖွဲ့ကြိုးကိုစောင့်ထားရင်ဘေးအန္တရာယ်ကကင်းဝေးတယ်လို့ယုံကြည်ကြတာပါ။ဒါကြောင့်ဆရာတော်ကြီးကိုဖူးတွေးရဖို့အတွက်လူများစွာကနှစ်တော်ကြောင်စောင့်မျှော်နေကြပါတယ်။ဆရာတော်ကြီးဟာဂူရဲထဲမှာနှင်းနေချီအောင်တရားထုတ်လေးရှိပြီးဆရာတော်ကြီးဂူရဲကနေထွက်လာမဲ့ရက်ကုန်တပည့်တက္ကရာကမတွေကဖူးမျှော်ခြင်းလို့စောင့်နေတတ်ကြပါတယ်။ ကျော်ရကြီးကကြောက်ချီလာတဲ့မြို့တွေမှာတရားဟောပြီးငလျင်ဘေးတင်ပြည်သူတွေအတွက်လည်းစုတောင်းအမျှဝေဒါကိုလုပ်ပေးတာပါမေတ္တာကြီးမတဲ့ဆရာတော်ကြီးဖြစ်ပြီးထူးခြားမှုတွေလည်းရှိနေတာကြောင့်လက်ရှိထိုင်းဝင်ကြီးချုပ်မိသားစုရဲ့ဖူးမြော်ကြီးညိုမှုကိုပါရရှိနေတဲ့ဆရာတော်ကြီးဖြစ်ပါတယ်ဖူးမြော်ဖို့မလဲကိုတဲ့ဆရာတော်ကြီးကတနိုင်ငံလုံးကိုအေးချမ်းသွားစေချင်တာကြောင့်မာနိုင်ငံအနှံ့ကြောက်လာခဲ့တာဖြစ်ပြီးငလျင်ဘေးတင်ပြည်သူတွေကိုလည်းလှူဒန်းနေပါတယ်ဇွဲထန့်ရွှေဆိုင်ကတော့ဆရာတော်ကြီးကိုအနိကက်ဖုံးမြော်လိုက်ရပြီးဆရာတော်ကြီးစွန့်တဲ့ငွေတွေနဲ့အဆောင်ကိုပါရသွားလို့အရန်ကန်ကောင်းတယ်လို့ပြောနေကြပါတယ် ်းဇွဲထန်းရွှေဆိုင်ကငလျင်ဘေးမှာခစ်သည်ဝေသန်တရားမင်းကြီးလိုတင်စားရလာအောင်အလှတန်းတွေကိုလုပ်နေတာပါငလျင်လှုပ်ပြီးနောက်တရားကနေစတင်ကအယုံလက်အမြန်မရွေစတုတ္တိသားတွေကျွေးမွေးနေခဲ့တာဖြစ်ပြီး ဒီလိုလူတန်းနိုင်ဖို့ဆိုတာကတော့မလွယ်ကူပါဘူး။ဇက်ထက်ကငလျင်ပေးမှာနမဲကောင်းလိုချင်လို့အလှလုံးနေတာမဟုတ်ဘဲသူတို့ရဲ့စေတနာတရားကြောင့်လူထောင်ချီတောင်းချီကိုအစားစားရကျွေးမွေးနိုင်ခဲ့ပါတယ်။ဇက်ထက်ကမစိုးရင်အလဲတိုက်ကိုပြန်လည်တိဆောက်ဖို့အတွက်သိန်း2000ခွဲကိုလည်းလှူဒန်းထားတာပါ။စေတနာကောင်းတဲ့ဇက်ထက်ရွှေဆိုင်မိသားစုကအခုလည်းမိုင်းပေါင်းဆရာတော်ကြီးကိုဖူးမြော်ခွင့်ရပြီးဆရာတော်ကြီးစွန့်တဲ့ငွေတွေကိုပါရခဲ့တာကြောင့်ကံထွေးသူဖြစ်အကြောင်းမှုတွေလည်းရရှိနေပါတယ်။ပရိသတ်ကြီးရောမိုင်းပေါင်းဆရာတော်ကြီးကိုဖူးမြော်ပူရင်ထူးခြားတဲ့အတွေ့အကြုံလေးတွေကိုခမမပြပြခဲ့ က်ပေါင်းနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မားရီရဲ့ page ကို like and follow လေးလောက်ခတ်ချက်ပေါင်းရှင်နေ့ရက်တိုင်းအတွက်ပြောရွှင်ပါစေ